်မင်္ဂလာပါကျွန်တော်နာမည်တိုးကြည်ပါနေစဉ်သုံးမြမအင်္ဂလိပ်စကားပြောမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်နဲ့ပတ်သက်ပြီး online ပေါ်ကဘဒူပစံတန်းတောင်းမပို့မိပါစေနဲ့လေနော်စာတင်တဲ့နေ့တည်းကစပြီးတော့ဒီနေ့ဒီချိန်ခါထိတခါမှငွေတောင်းယူပြီးစာတင်ခဲ့ပေးဖူးချင်းမရှိပါခင်ဗျာလေနော်ဟုတ်ပါပြီဒီနေ့ကကျွန်တော်တို့ pronoun pronoun ဆိုတာဘာပါလဲနန်စာ နန်ကိုအစာထိုးတုံးတဲ့ဥစ္စာပါနော်ဆိုတော့နန်သားထိုးတုံးတဲ့ဥစ္စာတွေဆိုတာဘာလဲဆိုတော့နန်လို့ပြောလို့ရှိရင်ကျွန်တော်တို့တွေကတွေ့ရဥစ္စာအမြင်နာမဲ့ဥစ္စာမှန်သမျှကနန်ဖြစ်တယ်ဥမာတိုးချီနန်ဒါတိုးချီကိုအစာထိုးမယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်ယောက်ျားလေးဖြစ်တဲ့အတွက်ဟီတိုးချီကိုအစာထိုးလိုက်တဲ့အတွက်ဟီဆိုတဲ့ဝါရာဒီ နန်စားဖြစ်သွားပါတယ်အဲ့ဒီခါကျတော့နန်စားတွေကအထူးသဖြင့်နေတလူကအများရန်တုံးတာပါအဲ့ဒါတွေကဘာလဲဆိုတော့ he she it they we you i ဒါတွေအားလုံးကနန်စားတွေပါပဲခင်ဗျာနော်ဆိုတော့ဒီနန်စားတွေရဲ့စာကျွန်တော်တို့ဒီနေ့ကဘာကို focus လုပ်မလဲဆိုတော့ဒီတိုင်းထားရလို့ရကျွန်တော်က this ဒီဥစ္စာ that ဒီအရာ it တခုတကောင်တယောက် they these those စသဖြစ်ပါเนาะအဲ့တော့အဲ့အရာတွေကဘာပါလဲဟောเนาะ this လို့ပြောရင်ဒါ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 ဆိုတာအစားတစ်ခုခုကိုထိုးတာတာเนาะဒီဟာဒီဟာဒီဟာအစားတစ်ခုခုကိုထိုးတာတာအဲ့တော့ပစ္စည်းတစ်ခုခုကိုကျွန်တော်တွေ့တယ် solution phone phone solution it is phone it is a phone it ဆိုတဲ့ဥစ္စာလေးပါနော်ဒါမှမဟုတ်ကျွန်တော်က this is a form ဟာဒီမှာရေးချကြည့်တာပါနော် this ဆိုတာဘာပါလဲတော့ကျွန်တော်ကဒီ msr လေးတွေနဲ့ပဲတွဲသုံးတာဖြစ်ပါတယ် this is a form ဒါဒီဖုန်းတစ်လုံးဖြစ်ပါသည်တနည်းအားဖြင့်ကျွန်တော်တွေက it is a phone တခုတကောင်တယောက်ဒီဥစ္စာလေးဒီ ဖုန်းဖြစ်ပါတယ်အဲ့တော့ဒီ it ဆိုတာဘာပါလဲဟာဒါဒါဒါလို့မှတ်ထားလို့ရတာပေါ့အ ਨੇ ခိန်းတာပေါ့ this ဆိုတာဘာလဲဒီဟာဒီဟာဒီဟာတခုလေးလို့မှတ်ထားလို့ရတာပါနော်ဆိုတော့အဲ့ဒီခါကျတော့အများကြီးဖြစ်တယ်ဟိဆိုတက်သီးတယ်ပဲဖြစ်ဖြစ်ဖုံးအများကြီးဆိုဖုံးအများကြီးဖြစ်ခဲ့တယ်ဆိုရင်ဥပမာဒါကြတော့ဖုံးတစ်လုံးနဲ့လေးဖြစ်တဲ့အတွက် it သုံးလို့ရတယ် this သုံးလို့ရတယ် that သုံးလို့ရတယ် that is a phone เนาะဒီလိုသုံးလို့ရတယ်ဖုန်းကအများကြီးဖြစ်ခဲ့တယ် his solution เนาะကျွန်တော်တို့ပါနော် these are phones အများကြီးဖြစ်တဲ့အတွက် us လေးလိုက်တာပါနော် they are phones အများကြီးဖြစ်သွားတဲ့အတွက် ဟုတ်တယ်လားဒါဒီအလုံးကအစားထိုးတဲ့အစားထိုးတဲ့နံစားတွေလူတွေမှမဟုတ်သူတို့တွေမှမဟုတ်ပစ္စည်းတွေကိုတခုတကောင်တရားအစ်ထက်များသွားရင်ဒေပေါ့နော်အများကိန်းကိုသုံးတဲ့နံစားပေါ့နော် they are these are those are those are phone those are phone those are phone ဒါဒါလေးကိုသဘောပေါက်မယ်နဲ့တူပါနော်အဲ့တော့ဒါဒီအားလုံးကိုကျွန်တော်တို့ကတစ်ချက်မေးလိုက်တယ်ဟိဆိုရင်ကျွန်တော်တို့ပါတွေ့မယ်နေ့တလူကစကားပြောတဲ့စီတည်းမှာကျွန်တော်တို့အသုံးဝင်တာ this is it ဒါဆိုဝါကြဖြစ်တယ်ဟုတ်တယ်လား this is it this is it so this is it ဆိုရင်တာပါပဲခင်ဗျာအဲ့ဒီဒီ this ကိုကျွန်တော်ဒီဘက်အနောက်ကိုပြန်ပို့လိုက်တော့မရဘူးလားရတာပဲ तू ကအဲ့ဒီခါကျတော့ it is this တော့ it this 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 is it ရှာလေးနည်းနည်းလှိမ့်တာပါနော်ဆိုတော့ဒါကိုကျွန်တော်တို့ကလေ့ကျင့်နိုင်မလို့လေနေ့တလူကအင်္ဂလိပ်စကားပြောဆိုရမှာ the guess အဲဗောမိကွန်အများစုကဒီနန်စာလေးတွေနဲ့ပဲတုံးတာပါနော်ဥပမာဆိုလို့ရှိရင် is that right is that right အဲ့ဒါမှန်ပါသလား is that right ဆိုတော့ right ဆိုတဲ့ adjective တခုလေးပဲပါလာเนาะမှန်တော့ဗောเนาะအဲ့ဒီခါမှာဒီဗောเนาะကျွန်တော်တို့ခုရှိတဲ့ this that it ဒါလေးတွေကိုကျွန်တော်တို့ထိထိရရသုံးကြည့်တာဗောเนาะ it is that is that it is that it is that it ဒါပါပဲလား is that it ဒါပါပဲလားအေးအဲ့ဒါမျိုးမျက်မှားလို့ဖြစ်တာဗောเนาะ Bella. La Bella ခင်ဗျာ. Is that it? အဲ့ဒီတော့မှကျွန်တော်တို့ကဒီ it ဆိုတဲ့ဥစ္စာကနန်စားလေးတုံးတာတော့အစားထိုးတုံးတော့ is that what you want to say? မင်းပြောချင်တာဒါပါလားတော့ what you want to say ဆိုတဲ့ noun အစားကျွန်တော် it လေးကိုထည့်တုံးလိုက်တဲ့ခါကျတော့ is that it? ဒါပါပဲလား. Yeah, this is it. This is it အဲ့ဒါကိုကျွန်တော်က this is it this is it this is it yeah ဒီဥစ္စာပဲလို့များတော့ဟုတ်ပါတယ်အဲ့ဒါလည်းပါပဲပါနော်ဒါလေးကိုကျွန်တော် IT X ကိုအဲ့ဒါလို့မှတ်ထားလိုက်လေနော်အ ਨੇ ကိန်းနော်အဲ့ဒါပါပဲ this is it ဒီရလေးပါပဲဒီဥစ္စာကအဲ့ဒါဖြစ်တာပါနော်အဲ့ဒါက ဒီဥစ္စာဖြစ်တယ်လို့အတိတ်ပဲရဒါပေမဲ့စီးလော်စွာမြန်မာလို့ပြန်လိုက်တဲ့ခါကျတော့ this is it ဒါပါပဲရဲ့အမျိုးဖြစ်တာပါနော်အဲ့ဒီခါမှာ this is it အစာကျွန်တော်တို့ကဒီဘက်ခြံကပြန်ပြောင်းလို့မရဘူးလားနော် it is this it is this ရာရှာလေးကတော့နည်းနည်းခောက်တယ်ရော ခောက်တယ်ဆိုမြဲကွာဒါကိုလေ့ကျင့်ရမှာဖြစ်တယ်အတူတစ်ဖြစ် is that right is this right is it right is it right is this right is that right အဲဘာအေးအေးအဲ့ဒါလေးတက်လို့လေရ is that right is this right ဒါမှန်လားဟာ is it right so that this it ဒီတောင်းမျိုးဆလောင်းအကျနာသားတွေတတ်တုံးညာဟောအာတနည်းအဖြစ်ဒီဥစ္စာကဘာလဲဆိုတော့အတန်ထွက်လေးကို ကျွန်တော်တို့ကစမ်းတာဖြစ်ပါတယ် is that right is that right လို့ဘယ်မှာအတန်မထွက်ပါမထွက်တဲ့အတွက်အတန်ထွက်တဲ့စီလေးမှာဒီ th လေးကပျောက်သွားတဲ့အတွက်အခုလိုမျိုးအတန်လေးထွက်သွားပါနော် is that right ဒါမှန်ပါသလားဗောနော် ဒီညမှာလည်းဒီတိုင်းပဲဒီ th လေးကပြောက်သွားတဲ့အတွက် is this is this right is this ဆိုတဲ့ဥစ္စာပါနော် is is this is it right ဒါကိုကိုကနည်း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 လေ့ကျင့်နေဆိုရင် that လို့လို့ဥစ္စာခြားတာထွက်ရတာပို့လဲပါတယ်နော် is that right is this right is this right ဒီညမှာ is it t အသံနဲ့ပါနော်အဲ့တော့ t အသံနဲ့ဆိုတော့ဘာဖြစ်သွား zit is it right yeah is it right ဒီသုံးမျိုးလေးကိုလေ့ကျင့်မှာနော် is it right is this right is it right မှန်ပါသလားလို့အတိတ်ပဲရပါတယ်နော်မှန်ပါသလားဒါ adjective နဲ့ပေါ့နော် right ဆိုတာကမှန်ကန်သောဟုတ်ပြီအဲ့ဒီခါကျတော့ကျွန်တော်တို့ဒီ that this it ဒါရီကဘာရီညာအလုတ်ထပ်ဖြစ်ပါတယ်ဒီမှာတွေ့တဲ့တိုင်းမနော် is that it တော့ဒါကိုဒါပဲလား is that it yeah yeah, yeah. this is it this is it yeah ဒါပါပဲ it is this အဲ့ဒါကဒီဥစ္စာဖြစ်တယ်ဗနော်ဒီဒီတစ်ခုလေးပါဒီဥစ္စာဒါလေးကဒီအရာဖြစ်တယ်ဒီအရာလေးကဒါဖြစ်တယ်အေးအဲ့ဒီခါကျတော့အေး ေစဟာပြတာဘီဘီနဲ့တူပါအသေးအစ်စဆိုတော့အလုတ်တွေကမဖြစ်နေဘူးလားဗောနော်ဆိုတော့ဒီဥစ္စာလေးတော့ is it is it is it မေကွန်လောက်တဲ့ခါမှာကျတော့အတန်ထွက်ရတာနည်းနည်းလေးပိုလွယ်တာဗောနော် is it is it you ဒါမင်းလား is it you ဒါမင်းလား is that you အဲ့ဒါမင်းလား is this you is this you จาดีมาด่าอยู่จนเราถอดว่า is this you ဒီဥစ္စာမင်းလား is it အတတပါတကားလာခောက်တယ် solution no 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 solution is it you who's it who's it who's it now who's it လေးပဲထပ်သွားနော် who is it who's it အဲ့ဒါမျိုးစကားပြောတဲ့အခါမှာကြာတဲ့ဒီ is လေးက false first happy s လေးနဲ့ခံလိုက်တော့ who is လို့ဖြစ်သွားနော် who is who is it ဒါဆိုဘလို့မအတန်ထွက်လို့များအဲ့တော့ who is it ဘသူဖြစ်ပါသလဲ is it you ဒါခမားလာဖြေတဲ့ခါမှာ yes is me it is me ဆို is me အလုံးမဖြစ်ဘူးလားဟာကျွန်တော်တို့သိရမှာဗာသိရမယ် this it that ဒီသုံးလုံးလေးနဲ့ပဲကျွန်တော်တို့သွားတာပါเนาะဒီသုံးလုံးလေးနဲ့ကိုတော်တော်လေးအလုတ်ဖြစ်နေတာဟုတ်လားမဖြစ်သွားလား is that right အဲ့ဒါမှန်လား is it you အဲ့ဒါခင်ဗျားလားเนาะ who's it ဘာတူပါလဲအဒါလေးတွေဒါလေးတွေဒါလေးတွေကျွန်တော်တို့ပေါင်းပြောက်လို့ရတာမနော်ပေါင်းပြောက်တဲ့စီတွေမှာကျွန်တော်တို့ဘာတွေတွေ့တတ်လဲဆိုတော့တခါလေနေတူလာဆိုရင် how's it going how's it how's it going ဘယ်လိုဖြစ်နေပါသလဲတနည်းအားဖြင့်ဘာတွေဖြစ်နေလဲ how's it going တော့ it ဆိုတဲ့ဥစ္စာလေးကလတ်တွဲသုံးမိတာဖြစ်ပါဒါနန်စာပေါ့နော် something is going ဆိုပါစို့ something ဆာမှာ it လေးထိုးလိုက်တာပေါ့နော်ဒါမှမဟုတ်အကြောင်းအရာတစ်ခုခုဖြစ်နေတဲ့အဲ့ဒီ it လေးကိုဆိုတော့အဲ့ဒီ it ဒီကဘာပါလဲ it 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 အဲ့ရအဲ့ရအဲ့ရဆိုတာပြဿနာမျိုးစုံရှိတာပေါ့နော်တနည်းအားဖြင့်ဒီ it တွေပေါ့နော် ဒီသုံးလုံးလေးကိုကိုကပိုင်းတယ်ဆိုရင် this ဒီဥစ္စာ that ဒီရာ it အဲ့ဒါတခုဒါလေးကိုကျွန်တော်တို့ပိုင်းတယ်ဆိုဒီဒီအများကိုတစ်ချက်မေးလိုက်မယ် there here there ဆိုတာဟိုမှာပါ here ဆိုတာဒီမှာပါနေရာပေါ့နော်ဆိုတော့ပစ္စည်းတခုခုကိုကိုကသိချင်တယ်ဆိုရင် အဲ့ဒါအမှရှိလားနော် is it there အဲ့ရတခုလေးကအဲ့ဒီမှာရှိလား it ဆိုတာဘာပါလဲဘောပင်လည်းဖြစ်နိုင်တယ်အเจ้าမတခုခုအ ਨੇ ကိန်းတခုခုပါနော်ဖုံးလည်းဖြစ်နိုင်တယ်ဘောပင်လည်းဖြစ်နိုင်တယ်ဟုတ်တယ်လားအော် bopping is here လို့ကျွန်တော်ကမပြောဘဲနဲ့ it is here it is bopping နော် it is here အဲ့ဒါဒီမှာရှိပါတယ် this is bopping ဒီဥစ္စာ bopping ဖြစ်ပါတယ် it is on the table အဲ့ဒါကသပွဲပေါ်မှာရှိပါတော့ဘောပင်ကိုအစားထိုးလိုက်တာဘာထိုးလိုက်လဲ i t it လေးကအစားထိုးလိုက်ပါတယ်ဒါကတလေကျွန်တော်တို့မိုးရွာတယ်ဆိုပါဆိုနော်ရာသီဥတုအကြောင်းကြီးပြောတယ်ဟေးဆိုလို့ရှိရင်ဘာကိုကိုစားပြုရမှမသိဘူးအဲ့ဒီအစားထိုးဖို့ရာသီဥတုအဲ့ဒါကိုအစားထိုးမယ်ဟေးဆိုရင်ဥပမာ it rains it rains in မြန်မာမြန်မာနိုင်ငံမှာမိုးရွာတယ် อ่าဒီနေ့နေပူတယ်ဒီနေ့အရန်ပူတာပဲ is hot today နော်ပေါင်းပြသွားတဲ့ဥစ္စာလေးเนาะ it ဆိုတဲ့ဥစ္စာလေးအသုံးဝင်တာပါเนาะဒီ it ဆိုတဲ့ဥစ္စာတနည်းအားဖြင့် dummy subject လို့ခေါ်တာပါเนาะ dummy subject ဟာ it တော့ပြီးဝင် there နော်ကျွန်တော်ခန္ဓာမှာလူ3ယောက်ရှိတယ်အဲ့တော့ဘယ်လိုစမှန်းမသိကျွန်တော်ခန္ဓာမှာလူ3ယောက်ရှိတယ်အဲ့တော့ညစမှန်းမသိရင် dummy subject ကို call like it not there There are three people in my room. ကျွန်တော်ခဏမှလူ၃ယောက်ရှိတယ်။ The there နဲ့ it လေးကဘာဖြစ်လဲဆိုတော့ dummy subject လို့ခေါ်တာပေါ့နော်။ဒီ dummy subject က dummy object လည်းဖြစ်နိုင်တာပေါ့နော်။အဲ့တော့ကျွန်တော်က dummy 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 လို့ပြောတော့မြန်မာလိုဝဟာရသားရှာတယ်ဆိုရင်လူ၃ပေါ့ဗျာ။လူရင်း၃နဲ့ဥစ္စာတွေလူ၃နဲ့ subject တွေမိုးရွာတယ်နေပူတယ်ပူအိုက်တယ်အင်း အဲအဲ့ဒီညာတွေမှာစားထိုးတယ်ဆိုလိုသုံးတဲ့ခေါင်းစည်းကိုအေးဒမ်းမီ subject လို့ခေါ်တာဟောနော်တနည်းအားဖြင့်အင်္ဂလိပ်ဘောဟာရာဒမ်းမီဆိုတာကအယူလိုမျိုးလို့ခေါ်တာဟောနော်ဒါပေမဲ့ညီမအခေါ်ကောင်နဲ့မကိုက်ညီပါညီမအခေါ်နဲ့ကတော့လိုသုံးလို့အမှတ်တာကအဲပို့ပြီးတော့အမှတ်မိလွယ်မယ်လို့ကျွန်တော်ယူဆမိပါတယ်ဟောနော်ဆိုတော့ဒါမျိုးဝါကြတွေမှာ တမ်းမီဥစ္စာကိုဟာခဏလူသုံးဥစ္စာသေးရတော့ကျွန်တော်ကမသုံးဘူးဆိုရင်ဒီလိုကကျွန်တော်လူသုံးယောက်ရှိတယ်လို့ပြောရင်ကိုကမျိုးစုံကိုပြောတတ်နေရမှာနော်အဲ့ဒီခါကျတော့3 people are in my room a preposition လေးနဲ့ပဲသွားလိုက်တယ်ဒါဒီနှစ်ခုစလုံးကအတူတူပဲနှစ်ခုစလုံးကိုကပြောတတ်နေရမှာဒါမပြောတတ်မဲ့ဥစ္စာဘာဖြစ်လဲဆိုတော့ဟိုးဒီနေ့နေပူတယ် is hot today ဒီနေ့အေးတယ် is cold today အေးတယ်တို့ပူတယ်တို့မြမလိုတာဒဲဒဲဒဲဖြစ်နေတာတကယ်တမ်းကြတော့ကျွန်တော်တို့ကချီမွန်ခွန်ရဲ့ကဲ့ရဲ့ခွန်ရဲ့ဆိုတဲ့ဝေဘန်သုံးတတ်တဲ့ဥစ္စာက adjective တွေပါနော်အဲ့တော့ it ဆိုတဲ့ဥစ္စာကယာရီဥရုဆိုပြီးယာဒီဥတုကြီးကပူပါတယ်ယာရီဥတုကြီးကအေးပါတယ် it ဆိုတဲ့ဥစ္စာကိုပဲသွားပြီးကျွန်တော်တို့ကချီမွန်ခွန်ရဲ့ကဲ့ရဲ့ခွန်ရဲ့ဝေဘန်နဲ့ရှုပ်ချတယ်ဆိုတဲ့ဥစ္စာပါနော်အဲ့အဲ့ဒီခါကျတော့ဒီနေ့ နေပူပါတယ်ဒီနေ့ရန်ပူတယ်ဟေး is hard today ဟာ is hard ဆိုတဲ့ဥစ္စာမျိုးပါနော်အဲ့ဒါကိုကျွန်တော်တို့ဒီ s လေးနဲ့သွားတာပေါ့ဆိုတော့အဓိကကကျွန်တော်ရဲ့ focus လေးမပြောက်သွားခင်ပါနော်ကျွန်တော်တို့ဒီဆက်သွားနေပျောက်သွားနိုင်တဲ့အတွက်ကျွန်တော်ရဲ့ main ဥစ္စာကဒီသုံးလုံးလေးကိုတုံးတက်ဖို့လိုပါဒီသုံးလုံးရပါလေ this ဒီဥစ္စာ that เอ๊ะอย่า it เอราตะคู this is it ဒါပါပဲ this is it အဲ့ဒါကိုအားလို့ရှိရင်အင်္ဂလိပ်စာလေးကျင့်ညင်ဘာမှမလုပ်ချင်အဲ့ဒါပဲထိုင်လေးကျင့်တယ် is it there is it there အဲ့အမရှိလား is it here အဲ့အရာတစ်ခုကဒီမှာရှိသလား နော်ဒီ it လေးမှာအစားထိုးရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်က is မမောင်သေးရဆိုရင်ဘာဖြစ်သွားမလဲ is မမောင်သေးရမမောင်အဲ့ဒီမှာရှိသလားနော်မမောင်အစား is he there သူအဲ့ဒီမှာရှိသလားဒါမျိုးတွေမဖြစ်သွားဘူးလားဆိုတော့အဲ့ဒီခါကျတော့ဒီ it လေးနဲ့ပေါ့နော်ဒီ it တုံးလို့ရတဲ့ခါက is it there is it here is that ဒါလေးကိုကျွန်တော်တို့တွဲသုံးတာပေါ့ is this is it ဒါ is this ဒါဟိုလိုဒီလိုဒီလိုဟိုလိုဟိုဟာဒါပါဒါကဒီဟာပါ is that it is that it so is that it အဲဒါဒါရီကကျတော့အမေးကြီးဖြစ်သွားတာပေါ့နော် တွဲသုံးတွဲသုံးတွဲသုံးကြည့်လို့ရှိရင်ကိုကထွက်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 လာမယ်ဒီ it လေးကိုတတ်နိုင်သလားတုံးတက်အောင်ကြိုးစားပါနော်တုံးတက်တယ်ဟေးဆိုလို့ရှိရင်တော့မေကွန်တိုင်းတို့လိုစကပြောတိုင်းတို့လိုမှာဒါကအမြဲတမ်းအမြဲတမ်းအမြဲတမ်းပါတာပါနော်ပြီးဝင်အဖြေတိုင်းလိုမှာလည်းသူကဒါမျိုးလေး is 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 ဆရာကအမြဲတမ်းပါတတ်တာပါနော်အပါတက်တယ်ဆိုတော့အဲ့ဒီ is လေးကိုတုံးတက်အောင် is it you ဒါမင်းလား is me da chanoba is that right da mandala yeah that's right that's it's right lo ma pya wan that's right is that it da ba ba la is it this a la ga di o sa la this is that di ya di ha ri ya phet di that is this di ya ya di di ma chan a ya phet di ai ra saka wo ိုလိုဒီလိုလိုက်လုံကြည့်ကြည့်ပါနော် this is that နော် that is this အာဒါရီမဲ့ချက်နော်သော this that it ဒီ is လေးတလုံးနဲ့ပဲဗောနော်အာပါကျွန်တော်ဖြောက်လိုက်လို့ရသေးတယ်မဟုတ်လားအဲ့ဒါလေးကိုလေ့ကျင့်နိုင်တယ်ဆိုရင်ရှာလေးကအတုံးဝင်မှာဖြစ်ပါတယ်ဗောနော်အဲ့ဒီခါကြတော့မှကျွန်တော်တို့ကအမေးဖြစ်တယ် his solution is it there အဲ့ဒါကအဲ့ဒီမှာရှိလားနော်ဟာအမေးဖြစ်တယ် hit ဆိုလို့ရှိရင်ဒီ is လေးတစ်ခုနေရတယ်ပဲနော် what is there what is there အဲ့ဒီမှာဘာရှိတာလဲနော်အဲ w h ဘက်ကိုမသွားလိုက်နဲ့ဟာအဲ what is it hey hey what is it there ကိုဖြုတ်လိုက် what is it အဲ့ဒါကဘာပါလဲ what is it အဲ့ဒါကဘာပါလဲ how is it အဲ့ဒါကဘလို့လဲ when is it ဘယ်ချိန်လဲအေးအဲ့ဒါမျိုးလေးလဲရတာပဲအေးအဲ့ဒါမျိုးလေးလဲ okay တာပဲဒီ it လေးတလုံးလင်းကျွန်တော်တို့အလုတ်ဖြစ်နေတာဟောနော် is it you you ကိုဖျောက်လိုက်တော့ဒီပတ်ချာမှာ is it တခုတည်းနဲ့ what is it အဲ့ဒါဘာပါလဲနော်အဲ့အရာ when is it အဲ့ဒါဘယ်ချိန်စမှာလဲ where is it အဲ့ဒါဘယ်မှာလဲဒီ it လေးကဘာဖြစ်လဲအစားအစားအစားထိုးသွားတာဗောကျွန်တော်နှစ်ယောက်ကြားကသိပြီးသားဟိဆိုလို့ရှင်မော်လမြိုင်မြို့အဲ့မော်လမြိုင်မြို့အစားပါကိုတထဲလိုက်မယ်နန်စာဗောနော် it where is it မော်လမြိုင်ကိုသိလား yeah do you know မော်လမြိုင် i'm not quite sure where is it where is it hey where is it where is it where is it ဒီဒါမျိုးလေးတွားလိုက်ရတာနော် where is it အဲ့ဒါကဘာမှလဲ where is it where's မော်လမြိုင်လို့မပြောတော့ဘူးနော် where is it လို့ပဲပြောလိုက်တာပေါ့နော်အင်းအဲ့ဒါလေးကိုတတိထားပါပေါ့နော်ဒါ how is it when's it ဒါလေးတွေဒါလေးတွေပေါင်းပြသွားလိုက်ရတာအဲ့တော့ဒီနေ့ပြောတာဒီ this that it there here so that ဥစ္စာလေးနဲ့ပေါ့နော် ဒီ it that this ဆိုတာကနန်စားတွေပါဒီ they are here ဆိုတာကနေရာပေါ့နော်နေရာအကြောင်းကျွန်တော်တို့ ever လို့ခေါ်တာပေါ့နော် place အဲ့ဒါ time place manner ever လား ever back ကိုကျွန်တော်မသွားဘူးနော်ဒီနန်စားတွေမှာပဲကျွန်တော်သွားနေတာပေါ့နော်နန်စားတွေကဘာပါလဲအတူပြန်ချုံနေဆိုရင် pronoun နန်ကိုအစားထိုးသုံးတဲ့အရာကိုနန်စားလို့ခေါ်ပါတယ်နန်းဆိုတာဘာပါလဲတွေ့ရဥစ္စာမှန်သမျှသည် နံဖြစ်ပါသည် အမိဥစ္စာမှန်သမျှသည်နံဖြစ်ပါသည်အဲ့ဒီအရာတွေကိုအစားထိုးသုံးတဲ့ဥစ္စာမှန်သမျှသည်နံစားဖြစ်တယ်ဘယ်လိုအစားထိုးသလဲကျွန်တော်နာမည်တိုဂျီ my name is toji ကျွန်တော်ကတိုဂျီဖြစ်တယ် he is a burmese တိုဂျီဆိုတာမလာတော့ပဲနဲ့တိုဂျီရဲ့အစားနာမည်အစားဘာထိုးသွားလဲ he ဆိုတာအစားထိုးသွားအဲ့ဒီခါကျတော့ he တို့ i တို့ are you there we ဒါဒီအားလုံးကနန်စားလို့ခေါ်ပါတယ်နန်ကိုအစားထိုးရတဲ့အတွက်အိုင်းလားအိုင်းရပါတိုးချီကိုအစားထုတ်ပလိုက်တာမဟုတ်ဘူးလားဟီးရတိုးချီကိုအစားထုတ်ပလိုက်တာလားဟီးတို့အိုင်းတို့သေးတို့ဒါတွေအားလုံးကနန်စားတယ်ဒါတိုင်းနဲ့ထမပဲ it they ဒါတွေအားလုံးနန်စားတယ်ပဲအဲ့ဒါနန်စားလေးကိုနည်းနည်းမှတ်မိသွားတာပါနော်မမှတ်မိဘူးဟဲ့ဆိုင်နန်ကိုအစားထိုးသုံးတဲ့ဥစ္စာမှန်သမျှနန်စားပဲဟာ လုံးဝမမှတ်မိဘူးဟဲ့ဆိုရင် it လေးကိုပြန်မှတ်မိပါနော်တခါလေမိုးရွာတယ်ဆိုငါမပြောတတ်ဘူးနေပူတယ်ဆိုမပြောတတ်ဘူးအိမ်မှာလူ၃ယောက်ရှိတယ်ပြောမတတ်ဘူးအေးအဲ့ဒါမျိုးပဲပြောမတတ်ခဲ့ဘူးဟဲ့ဆို the it တော့နော် there တော့ဒါလေးတွေကိုမှတ်မိပါလေနော်မြမပြည်မှာမိုးရွာနေပါတယ်ခင်ဗျာအဲ့ဒါကိုဘယ်လိုရေးသလဲ ခေါင်းစည်းရှာမတွေ့ဘူးအဲဒီခါကျရင် it ဆိုတဲ့ဥစ္စာလေးကိုမှတ်မိပါဗောနော်ကျွန်တော်အိမ်မှာလူ၃ယောက်ရှိပါတယ်ဒါဘယ်ရစားမှမသိဘူးအဲဒါဆိုသေးရလေးကိုမှတ်မိပါဗောနော်ဆိုတော့ဟုတ်ပါပြီအကျိုးရှိတယ်မရှိတယ်အမှ comment ရေးပေးခဲ့ပါအဲ့ဒါမှမဟုတ်ကျွန်တော်နည်းလေးတစ်ရက်လောက်ပြင်ပြီးတော့သင်ကောင်းလေးသင်မယ်အာအကျယ်ကြီးတချဲပြန်လဲဘာမှမရပဲနေမယ်အဲ့ဒီတော့ကျွန်တော်တို့မှတ်မိရမှာပါပါလေ this that it this is it ဒီနေ့အဖိုးကတော့ဒါပါပဲခင်ဗျာ bye now